ခုတင်ဆက်ပေးမယ့်သတင်းကတော့အမျိုးဘာသာ သာသနာကိုဓမ္မနီလနဲ့ထိမ့်သိမ်းဆောက်ရှောက်အောင်ဖြစ်တယ်လို့နိုင်ကဆရာတော်ကြီးများဩဝါဒပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အမျိုးဘာသာသာသနာကိုဓမ္မနီလနဲ့ထိမ့်သိမ်းဆောက်ရှောက်အောင်ဖြစ်တယ်လို့ဒီနေ့နေ့ပိုင်းကတာမွေမြို့နယ်နမောက်လန်းရှိမိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ចောင်းတိုင်မှာပြုလုပ်ခဲ့တဲ့အမျိုးဘာသာသာသနာထိမ့်သိမ်းဆောက်ရှောက်ရေးအဖွဲ့နိုင်ကဆရာတော်ကြီးများရဲ့ဩဝါဒခံယူပွဲမှာမိန့်ကြားခဲ့ပါတယ်။ အဆိုပါဩဝါဒခံယူပွဲမှာအပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုဖွဲ့ချုပ်ရဲ့ဒုတိယပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်စနာဝရဘီရွန်သားကဩဝါဒခံယူပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီးအချက်၃ချက်ကိုမိန့်ကြားခဲ့ပါတယ်။ဒီလိုမိန့်ကြားရမှာကဘာကဗုဒ္ဓဘာသာကိုပုတ်ခတ်ခဲ့တာနဲ့ပတ်သက်တဲ့ကိစ္စရပ်များဗုဒ္ဓဘာသာဖုံးတော်ကြီးများမှာအစိုးရပုဂ္ဂိုလ်တွေမဟုတ်ကြောင်းနဲ့အကျန်းဖက်ပုဂ္ဂိုလ်တွေမဟုတ်ဘူးဆိုတာကိုအတိအလင်းအသိပေးလိုတဲ့အတွက်ဩဝါဒခံယူပွဲပြုလုပ်ရခြင်းဖြစ်တယ်လို့မိန့်ကြားခဲ့ပါတယ်။ဒီနေ့အချိန်အခါမှာဒီလိုလို နိုင်ငံကကနေပြီးတော့သတ်မှတ်ထားတဲ့သတ်မှတ်ချက်ကဘာလဲဆိုတော့မြန်မာနိုင်ငံဟာလူမျိုးရေးပฏิပက္ခဘာသာရေးပฏิပက္ခကြီးထွားနေတဲ့နိုင်ငံတစ်ခုဒီလိုသတ်မှတ်ထားတယ်။နောက်တစ်ခါတစ်ပတ်နှစ်ကမြန်မာနိုင်ငံရဲ့ဘောရဘာသာကျမ်းတော်ရှင်းပတ်တည်ပြီးဘာသာရေးဆွမ်းရောက်ဒီလိုသတ်မှတ်ထားတယ်။အဆွမ်းရောက်ပုံပေါ်တယ်ကိုယ့်ဘာသာမှာတစ်ပတ်ခြားဘာသာကိုလုံးဝလက်မခံနိုင်တဲ့ပုံပေါ်တယ်လို့သူတို့ဒီလိုသတ်မှတ်ထားတယ်။နောက်တစ်ခါတစ်ပတ် ဒီဓမ္မကဘာဖြစ်လာလဲအစွန်ရောက်ကျမ်းဖက်သမားတွေဥစမဘင်လာပဲဥစမဘင်လာတွေတို့အစွန်ရောက်ဘာသာရေးနဲ့ပတ်သက်ပြီးတော့အစွန်ရောက်အကျမ်းဖက်တိုက်ခိုက်တိုက်လို့ခိုက်လို့တဲ့စိတ်ရှိတဲ့ပုံကိုယ်တွေလို့ဒီလိုတို့ပုတ်ခတ်ဘယ်လိုတို့ပြောတို့အခုပြောခဲ့တယ်နော်လူမျိုးရေးပြိပကဘာသာရေးပြိပကမိမွေလှုပ်ဆောင်နေတဲ့ ရဲ့ဆုံးရဘုန်းကြီးတွေအကျမ်းဖက်ဘုန်းကြီးတွေဒီစကလုံးသုံးလုံးကဘယ်စကလုံးကမှဒီပရတို့အတွက်တက်တာခွင့်ရတဲ့စကလုံးမဟုတ်ပါဘူးတက်တာခွင့်ရတဲ့စကလုံးမဟုတ်တယ်လို့တကယ်တမ်းလိုက်ပြီးတော့စစ်စစ်ကြည့်လိုက်တဲ့အခါကျတော့လည်းပဲဒီစကလုံးသုံးလုံးကတခုမှမဟုတ်ပါဘူးဘာသာရေးပြိပကလူမျိုးပြိပကကိုတမင်တကာဖန်တီးနေတဲ့မိထိုးနေတဲ့မိရှို့နေတဲ့နိုင်ငံဆိုတာလည်း ဖြစ်ပေါ်လာတဲ့ပြိပကတွေကိုကိုနိကိုဟန်နဲ့အမျိုးမျိုးအတတ်နိုင်ဆုံးညှိတက်နေတဲ့နိုင်ငံပါမနိုင်မနေကိုညှိတက်နေရတဲ့သဘောလိုလည်းပဲပြောလို့ရပါတယ်တကယ်ကတော့ညှိတက်နေတဲ့နိုင်ငံပါပြိပကတွေကိုနှုတ်ဆောင်ပေးနေတဲ့နိုင်ငံမဟုတ်ပါဘူးနံပါတ်၄ဒီလိုဘုရားဘာသာရဟန်းတော်ရှင်းပြတဲ့သည်ဘာသာရေးဆောင်ရောက်ပုံပေါ်တယ်မဟုတ်ပါဘူးကိုလူမျိုးကိုဘုရားဘာသာတွေကိုသူတို့ရဲ့တဏ္ဍာမှာရှိတဲ့အခက်အခဲတွေ လိုအပ်ချက်တွေဒါလေးတွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနေတယ်ဆိုရင်ဒါလားဆိုရင်ဒီလိုလိုလက်ခံပါတယ်အစွန်ရောက်တဲ့အနေအထားမရှိပါဘူးကိုယ့်လူမျိုးကိုယ့်ဘောပုပ်ဖို့ကိုယ့်လူမျိုး ကိုယ့်ဘောရဘသာဝင်တွေအခြားဘသာ ပြောင်းတာအတင်းကျပ်ဒီလိုလိုလိုက်ပြီးတော့ကပ်ွက်တာမရှိပါဘူးအခြားဘသာတွေကလည်းဒီလိုလိုဘောရဘသာတွေကိုသူတို့နေသူတို့ဟာလည်းလာစီယုံတဲ့နေရာမှာအတင်းကျပ်လိုက်ကပ်ွက်နေတာဒီလိုလိုမရှိပါဘူးဒါကြောင့်မလို့ဒီလိုလိုတော့ ဘာသာရေးဆွံ့ရောက်ပုံကိုယ်တွေလည်းမဟုတ်ပါဘူး။နံပါတ်၃တပည့်တို့ကအကျမ်းဖက်ပုံကိုယ်တွေလည်းမဟုတ်ပါဘူး။ဘာဖြစ်လို့တော့တပည့်တို့ရဲ့ဗုဒ္ဓရဲ့အဆုံးအမအရာဉာဏ်ဉာဏ်ရေးကိုလိုလားတယ်။နော်တပည့်တို့သီလသမာဓိပညာဆိုတဲ့တိက္ခာ၃ရပ်နဲ့ဓမ္မဝိနည်းနဲ့ဖျော်ညီစွာမြတ်စွာဘုရားဟောထားတဲ့လမ်းကြောင်းအောက်ကနေပြီးတော့တင့်တော်မြတ်တာတဲ့လုပ်ငန်းတွေကိုယ်ပါတာကိုယ်တာတာကိုကာကွယ်ပေးနေတဲ့လူတွေဖြစ်ပါလေ။ အကျမ်းဖက်ပုဂ္ဂိုလ်တော့မဟုတ်ပါဘူးဆိုတာကိုတပြီးတော့တပြီးတော့ဒီဗုဒ္ဓဒီမောဂိတာဖွဲ့ချုပ်ကြီးကရှင်ပြားမြတ်ကိုဒီလင်းဒါအသိပေးလို့တဲ့အတွက်ယခုလိုစီဝေပဲခေါ်လိုက်ရခြင်းပဲဖြစ်ပါတယ်အဆိုပါဩဝါဒခံယူပွဲကိုအနေနဲ့ရရမှာရှိတဲ့မောဂုတ်ဝိပဿနာကျောင်းတိုင်များမှာဆရာတော်တန်ဃာတော်135ပါးတက်ရောက်ခဲ့ပြီးမောဂုတ်ဝိပဿနာအဖွဲ့ခွဲ32ဖွဲ့မှာကိုယ်စားလှယ်များတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်